ပဲတယောက်ဖြစ်ခဲ့တယ်ဆိုရင်ဘလို့ကြွားသွားတယ်အရလာရလာတာအရှိန်ကွာတော့ဟုတ်ဗျာအဲ့အဲ့အဲ့ဒီရှင်ဦးစင်းမေးတာရှိတယ်လေဆရာတော်မေးတာဟွန်းညံဘူးသောကရေးကအေးအေးဟုတ်အဲ့ဒီရှင်ရေးကအဲ့ခေတ်ကမြတ်သိန်းနဲ့ဖေအောင်လာသူမြတ်သိန်းနဲ့ဖေတိတယ်မြတ်သိန်းနဲ့အဲ့မော်ရည်ကြီးတော်ကတရှိကပေးမယ်ဆိုဟောတူ150ဩအခုသူသွားမယ်အခုအခုသူအဲ့ချစ်ချမ်းသားကိုဘလို့ရှိတယ်အခုသူလို့ဒီကွာဘောတမိန်ဘွယ်ဘောပဲမကြဘူးရေကပ်ရုံးကမှ၅ချက် အဲ့လိုမဟုတ်လေရွှေသေးနဲ့ခမ်းမင်း150ရတယ်အရွှေပလိုက်ရွှေရတကြတာဘလောက်မသိဘူးမမမသိဘူးဘယ်နှခုနေကလဲမမသိဘူးယုံကတော့ငါချက်ပဲရှိတယ်အော်အခုယုံကဘလောက်ရှိလဲအာအခုကတောင်းကြုံသူကကိုတော့ကိုတော့ပြသွားပြီငါချက်ကငါချက်ကတည်းက150ဆိုတော့150ရတယ် အဲ930 935ဆိုတော့အစ30ရတယ်ပေါ့ရုံငါ30ရဟုတ်တယ်ဟုတ်တယ်အဲအဲ့တော့မသိ30လောက်ရတော့ခုက1000ဆိုထအောင်ပေါက်တာပဲအေးပေါ့အဲ့တော့သူစီမှာပြက်စက်ကြီးပြက်စက်ကို900ပြီးဩ900ရေးပြီးခဲ့တယ်ပြက်စက်ကြီးအများကြီးပြက်စက်ကြီးဩလူပညာထည့်ကြီးပြက်စက်ကြီးအများကြီးပဲပေါ့အများကြီးပေါ့ဩပြက်စက်ကို900 900ကြာသူကဒီပြီးတော့300ပဲပြီးတယ်အဲ့ဒါဆိုတာဒီပြီးတော့ဘူးတဲ့ဒါညာတယောက်ကိုမဲ့အခု200ပေးရတယ်ကွာ ။ဘာဘာလို့တော်လိုက်တာ။ဟောသူတပိတော့ဘူးတပိတော့ပြန်သွားတဲ့အခါဒီပြက်သက်ကိုချိန်ချောင်းပြီးတဲ့သူပြောရှိတာပေါ့လေ။ဟုတ်အမ်အမ်အမ်။သူပြောကိုမင်းတရားပေးရတယ်။တရားပေးတယ်တဲ့။အဲအဲ့ဒါအဲ့ဒီရင်အဲ့ဒီရှင်ကသာပေါက်တယ်ဗျ။ပေါက်တော့ပြန်ဆိုခဲ့ရည်အများကြီး။ပြန်ဆိုတဲ့အများကြီးရောက်ပြန်ဆိုတဲ့လက်ဓာတ်တွေကိုပြန်ဆိုတာအဲဒိုနစ်သုံးအောင်ကသင်္ကြန်ထုံရင်ဆိုရဲမြေလီဝင်းဆွေဆိုရဲမေရော့ဝါဆိုရဲဘယ်လိုချင်းနေအဲအဲခွေးပြူမှာဖြူရတာဟော လားအောင်သူဆိုတဲ့အီရှူဆိုတဲ့ဩအီရှူဆိုအဲ့ဒါကိုပြင်မြောင်းပေးရလားပေးတယ်ရတယ်အဲ့ဒါတော့6ရက်လောက်ရှိနေပြီကိုကိုရက်လောက်ရှိတော့ပြီဆိုတော့မင်းမပါသိနေတာဆိုတဲ့အီရှူဆိုတဲ့မိဘဝါဆိုတဲ့ဩလားကိုသိသူအောင်ဆိုတဲ့ကောင်းရတို့လာတွေ့ရတော့ဒီကကြီးဟုတ်ဒါနဲ့တပည့်တော်လူယောက်ရှိတယ်လူမျိုးသိန်းသားရဲ့ဒူဒူမိုးပလဲတေးသံနဲ့ကျင်ထုံးအောင်နဲ့အင်းအင်းသူ့စီကိုဝယ်ကြတယ်ဝယ်ပြီးတော့ဟောတပည့်တော်ဒီလှမ်းပို့ပေးတယ်တပည့်တော်လက်မထိုးထားတာပေါ့ အဲ့ဒါသူသူစီသွားဝယ်ကြတာပေါ့ဒီလိုသူဆက်ပို့ပေးတယ်။ပြန်ဆိုပြီးပို့ထပ်ချက်ပေးသူလက်ဆိုသူလက်ဆိုကြတော့မယ်ဟာခွေးပြူမနဲ့ပတ်သက်တဲ့ညာနာမည်အကြီးဆုံးတခြင်းတပုတ်ပဲအဲသူသူ့လိုပဲကြီးတယ်ခက်ခါမှလေးပြန်လာပါအဲခက်လို့ပေါ့အဲ့ဒါလေးလည်းဒါလည်းဥစ္စနာကြာဘူးနေမတူတာကဟိုဆိုင်ရစီရရဲ့တယောက်ရဲ့နှလုံးသားတွေကထွက်လာတဲ့အေးဘာပေါ့ဇက်တွေပါကြီးရင်ဘူးရောနေလာရင်ဒါဒီဘက်ကြည့်လို့ဟောမော င်းသားတွေဆက်ဆရာကြီးအဲကားလေးနဲ့ပူတာဟဲ့ဟဲ့ဟုတ်ကဲ့ကားလေးနဲ့သူ့ဆရာသမားဟဲ့ဟဲ့သူ့သိနေတယ်လို့ရှိနေဒီပြီးတော့ဘာမှမရှိအခွာဇက်ကမရှိရဘူးအဲ့တော့သူ့သိနေတယ်ဒီဘောကွာဟိုပညာရှင်တွေရှင်ကစိတ်နေတယ်အဲ့လိုခေါ်တာပေါ့ဒါပေမဲ့ကျွန်တော်ဒီပြီးတော့အဲ့လိုစီပြင်းလာတယ်သူကဇက်ကားကြီးကိုဇက်ကားကြီးစီးကျင်တယ်အဲ့ဒီမှာစီးရင်လမ်းဘေးမှာတမားပင်ကြီးပါလေကြီးပြီးတော့ရေးရေးရေးတဲ့အဲ့သွားနေတာအဲ့ဒီမှာပြင်းကြီးပြီးတော့ အဲ့ဒီမှာအရှင်ကိုကကားမလေးကြတာဖြစ်တာအဲ့ဒီမှာပြီးတော့ဖွက်ပဲပြီးအဲ့ဒီမြကားမလေးသင်းကရေးလဲပြီးလေဝိဇ္ဇယုံမှာတိုက်ပြီးကြတာဩလေဝိဇ္ဇယုံမှာအင်းအစီအစ်ချက်တော့အာနိုင်မကြီးတာပေါ့အဲ့ဒီမှာဒေကြီးဇလင်းပဲမပါဇလင်းမောင်ဒေကြီးကိုဇလင်းမောင်ဒေကြီးအဲ့စီရီကောင်းပြီးပဲဩရွှေမင်းကဒီသံသွေးရထုတ်တာရွှေမင်းရွှေမင်းကဒီသံသွေးဟုတ်ပြီဟုတ်အဲ့ဒီမှာဝန်သားကြီးပြီးတော့ဘူဝန်သားကတခုရှိတာတပည့်တော်က အဲ့ချိန်မှာလေသူသိနေတာလေဆရာဘောဆရာဘောအရက်တော့တဲ့ဓာန်ကြောင့်အတန်နဲ့နဲ့ပြတ်လို့သူစီးစီးတွေကအရောက်မှာပါနေအဲဟုတ်ပြီအဲ့ချိန်မှာလေသူထုတ်ဝင်သူကပြောတာတော့သူကြိုကြိုလင်းနေရှိပြင်းနေတယ်တဲ့သူသိနေတာသူကပြောတာပဲသူစီးစင်းတာလေဟုတ်ဟုတ်အဲ့မဲ့အဲ့ဒီအဲ့မဲ့အဲ့တခါမှလေးကြာကမှာတဲ့ပြန်ပွင့်လာအဲ့ဒီတခါမှလေးစီးစီးလေးအဲ့ဒီကြာကမှာခမရဟိုကိုလိုဘောနော်နာမည်ကြီးပြီးသားဆရာကြီးပြန်တော့အဲ့မှာသူ့ဂွေတွေပြန်ပြီးကမှာ အတန်ပြန်ကောင်းမှုသူပြီးကမှာဟိုပြီးရချင်းပြန်ပြီး note ထားပြန်ပြီးအဲအဲ့ဒါပြောတယ်အဲ့ဒါဝမ်းသာတာပို့ပြရတယ်ဒါပေါ့ကစားမလေးရပြန်စားတာသူကပြောတော့မဟုတ်ဘူးနော်အဲ့ဒီမှာထုတ်ဝေသူကိုကျော်လေးသာသူကလည်းပြောတယ်ကျော်လေးပြောတော့ပါတယ်ဟုတ်တယ်ဟုတ်တယ်အဲဒီနေ့သိန်းနာအမှုပညာလောကမှာတအားကြီးအဲရုပ်ရှင်တွေလည်းရိုက်အောင်မြင်ပြီးတော့ဘက်မှာအတန်ပြတ်သွားတယ်အဲမဟုတ်ဘူးလေဘယ်လိုပြောအောင်မြင်မှုရဲ့ဒဏ်ကိုခံလိုက်ရပြီးတော့အတော့စားတွေဖဲ့ပြီးတော့ အဲအိမ်တော်ကြီးတွေတော့ဗာတော့အဲ့လိုပေါ့ရှုပ်ရှက်ခတ်တယ်။ရောင်းမှာပါသွားတယ်။အဲအဲ့မှာသူနှိမ့်သွားတဲ့အခါမှာနှာခေါင်းမလေးပြန်နှိုးထားတာ။အဲပြန်ပြီးနှိုးထားတာ။ဒါမဲ့ဟိုသေးကြီးဇလင်းကိုလည်းသူငွေးဖွာခဲ့။သေးကြီးဇလင်းကပြန်ပြီးအသက်သွင်းလိုက်တာ။မှန်ပါဗျာအဲ့လိုတော့မပြောကောင်းပါဘူး။ဘုမဒါအနုပညာပေါ်မှာအနုပညာကလုံးနဲ့ပြောတာပါစော်ကားကဟုတ်ဝင်စီကိုယ်တိုင်ပြောတာဖြစ်အဲ့ပေါ်အဲ့ကြမှာခွေတွေပြန်ပြီးကတော့တွဝင်ပြီးတော့တည်သွားပြီလားတည်သွားပြီထုတ်ဝင်တည်သွားပြီလားမသိဘူးမသိဘူးမင်းဘူးကကိုပြောလင်းတယ်မင်းဘူးကတည်တယ်သူကဟော ွားပြန်တစ်ဆင့်ပြန်ပြောတာอืมอืมอืมသူသိနေသူကပြန်ပြောတာအဲ့ဒီရှင်ကဟာမာလီအဲ့ဒါမျိုးသူအဲ့ဒီမှာလေဒီလိုနေမဲ့ကြီးကိုကြီးညာအဲ့ဒီမှာလိုက်ရှုမှာကြီးညာကြီးနေလိုက်ရှုမှာလေလိုက်ရှုရှင်းသမားခင်ဗျာခုကြီးရစားပြီးတော့ခုစုရှင်မှာအညာမြေမှာဓမ္မတွေပြည့်နေကြဗျာတော့အဲ့ညာကဓမ္မဆိုလေးတယောက်ပြောဘူးသူကဒီဓမ္မလေးစလင်းမောင်ကြီးကြီးပြီးသားလေကက်ခါမာလီတက်လာပါသူဟိုပါလေဗျာဒီကလေးဆိုပြီး ဘူးဟောဟောလိုက်ရှော့ပေါ့ခင်ဗျာဘေးဘေးလိုက်လိုက်လိုက်ရိုက်တော့အဲ့ဒီမှာလေတပည့်တို့နံပါတ်ဟူထည့်ပြီးတော့မှပြောသွားကိုယ်ယူဝင်ကြွားသွားဟုတ်ကိုယ်ယူဝင်ကြွားသွားထည့်ပြောသေးတယ်နောက်တစ်ခုကဟိုတိုင်းပေါ်မှာနိုင်မကြည့်တဲ့ချင်းတို့ပြီးရမုံချောင်းပေးရရွာကြီးသူဟောပွင့်ပြီပွင့်ပြီဟဲ့ပွင့်ပြီဟုတ်အဲ့ဒီမှာလေသူကထည့်ဆိုသွားသေးတယ်စတင်းသားလေးမုံသေးကြီး ။ဒီလာနဲ့ရေးပြဖိတ်ခေါ်ပါလေ။ဟုတ်တချင်းထဲမှာကိုဟုတ်တယ်။အမှန်တော့တခါကြီးရေးထားပဲ။ဟုတ်တယ်။သူကဆိုပြီးတော့သူ့သားသွားတာ။အဲ့ဒီငါးကမ်းမှာအမှတ်တရသူကလည်းဆက်ကွန်သူကလည်းကွန်စကွန်တော့ရှောင်းလို့ရှိပြီပြန်ဆိုလေ။ညမအတန်းတော့မှာဆိုကြမယ်ပြောကြမယ်ရှိတယ်လေအဲဆိုကြမယ်ပြောကြမှာလေဒီငါးသားမလေးကအာပေါက်တယ်ဟာအတက်တက်ပေးဖေဟုတ်သူပြန်ဆိုလေးကအများကြီးဖေအောင်သူဆိုတယ်အောင်သူဆိုတယ်မေရော့ပါဆိုတယ် မိနီဝင်းဖြစ်ဆိုရဲတော်နေဆိုအောင်ဆိုရဲ၆ဦးတင်ဝင်းဆိုရဲအတက်ကျခုကဟန်သာဆိုမြဲဆွတ်ပြီးနောက်တယောက်ခတ်ဝင်မှန်ပြီးရဲမြင့်မြတ်ဘလောက်ရလဲခုနောက်ဆုံးအချိန်မှကြောက်တော့3 3သိန်းလောက်ပြီးတယ်။အော်3သိန်း3သိန်းပြီးတယ်။3သိန်းလောက်ပြီးတယ်။အဲ့လောက်ပြီးတယ်ဗျာ။အဲ့ဒါဒီအနုပညာဒေကြီးစလင်ရေးခဲ့တဲ့ငကားမလေးပြန်လာပါရဲ့ဟိုအမိုင်းတစ်ချောင်းရခဲ့တဲ့ငွေရအကုန်လုံးမောင်းသိန်း50တရာတော့မကတော့။အာလောက်ပြီးတော့မရဘူး။ ဟုတ်ဘူးလေဟိုရင်တော့ဇင်းလုံးနဲ့အခုဇင်းလုံးနဲ့ကွာနော်ဒါပေမဲ့ဟိုကွာပါသေးရဲ့ပြအဲ့ချစ်က900နေပြီးမှတက်သွားတော့900 800 1500 3000တော့ပါသေးတယ်ပြအဆင်ပြေလာတာဟုတ်ဖေအခုလိုအဲ့အဲ့3000တောင်ကလည်းအခုခေတ်ဆိုတော့3000 5000သိမကတော့ဘူးလေအဲ့နော်ဖြစ်ဖြစ်နေမှာ3000 2000 3000ဆိုတာဒီဒီခေတ်နောက်ပိုင်းကျတော့ပြန်ပြန်ပြန်ပြေးနေတဲ့ရေဟိုစစ900 800 1500 2000ဟာအဲ့ဒါကဒီဒီရှိသေးတာက900ဆက်ဈေးတက်ရတာဟို ကောင်းပါပြီဦးဇင်းဘုရားကိုရင်ဆရာတော်ဟာယဟန်တပါပါတော်တဲ့ယဟန်တပါဆိုသူတာနာကိုချစ်မြတ်လို့လူမျိုးတန်ဖိုးထားအမျိုးပါတာနာကိုအလွန်တန်ဖိုးထားတဲ့ယဟန်တပါဖြစ်လို့ဦးဇင်းအနေနဲ့အခုအမှုပညာထေရီစနင်းနဲ့ကလေးဘွားတိုင်းကိုကရင်စာကြီးတော့ဒီနာမည်လေးတွေ့ရကမှာဒါလောက်နာမည်ကြီးတဲ့လူလို့မသိဘူးကိုတိရာကတော့အဲထေကြီးစလင်းအမှုပညာထေကြီးစလင်းဆိုတာလေးတွေကိုခပြားနဲ့ပဲသိခဲ့ပြီးတော့တကယ်ကိုခဏဝင် အဲဒီဒီဆိုရင်းနဲ့နုပညာထေကြီးရဲ့စလင်းကိုပုံဖော်ခဲ့ကြတယ်ဆိုတာဦးဇင်းတို့ဒီတချင်းနေကြားခုဝင်မဲ့ဒါတချင်းတည်းပညာရှင်ဒါတည်းသူလို့မသိခဲ့ပဲအခုမှတွေ့ရတဲ့အတွက်ဦးဇင်းတို့လည်းဝမ်းသာလို့ဦးဇင်းအခုလိုခုံပေါ်ပြီးတော့မှတ်တမ်းတင်ညင်ရလေအညာမှာရောက်နေတဲ့အခေါက်ခုနကအညာမြေအကြီးပြကန်းထဲမှာအညာမြေပြကန်းထဲမှာဟမ်အနုပညာပြကန်းထဲမှာ ဒါအနုပညာထေကြီးစလင်းလို့ဦးဇင်းတို့သိကြတဲ့ထေကြီးစလင်းစလင်းမောင်ထေကြီးဒီလင်းဟာကြပြားလေးတွေဟာဦးဇင်းလည်းရေးခဲ့ပြီးတော့ဒီလောက်အသက်မကကြီးမဲလို့ထင်ခဲ့တာပါအခုလို့တွေ့လာတဲ့အခါမှာလဲထူးထူးဆန်းဆန်းလေးတွေနဲ့အတူတကယ်ကိုတန်ဖိုးမြင့်လက်ရာတွေဟာဒီကနေ့ဒီမနက်ကနားရနှလုံးသားထဲမှာတနေ့သိမ့်တာဆိုလို့ပဲဖြစ်ဖြစ်ဒီဒူးဆိုဆိုဒီရဲ့တင်းနှုတ်ရင် ငွေအသက်တရာအကုန်လုံးစီးစင်းနေတာရှိပါတယ်။ဒါကြောင့်တေးရေးကိုယ်တိုင်ဒီဆိုပြမယ်။ခုနကတန်းစင်မပါဒီလုံးမရှိပဲနှလုံးသားတွေကရေးခဲ့တဲ့နှခမ်းမလေးပြန်လာပါဦး။တစ်ခေါက်တော့ဆိုပြပြီးစီချင်ပါတယ်။ဟုတ်ကဲ့။ဒီတော့ဟုတ်မယ်။อืมညာတယ်။တိရတိရောအမချလိုက်။ဘလီကို surprise surprise လုပ်ရမှာ။အဲ့ဒါ အဲဖြတ်ပြီးမင်းတော့အရက်တွေပါတောက်စားရှိခဲ့သေးလားမတော့ဘူးဗျာ။ဩတာရုပါတာရုပါစီးမတော့ဘူး။ကိုမစားဘူး။ဩဆလိမတော့ကိုမစား။ဒီရမတော့။နှုတ်ပညာသမားလို့ပြောရင်ပသိနေအောင်ကြည့်ပြီးပြောရမှာဖြစ်လို့အခုအစရာလည်းပြောတယ်မင်းငါငါပညာကိုယူတယ်ငါဟုတ်ဘူးငါတော့တာတူဘူးယူတယ်။ဟုတ်လား။ဘမမရပြောမယ်ဒီပြီးတော့ဒီပြီးတော့မမရရ။ငါတို့လေးဇာယုံတေယုံမသူစက်သက်သွားတိုက်တာ။ဟွန်း။သွားတိုက်တော့ your okay. kingdom.